ီစီးပွားရေးလုပ်မယ်ဆိုတဲ့စိတ်ကူးရဲ့အိမ်မက်တွေပေါ့ဒါပေမဲ့ဘယ်ကနေပြီးတော့ဒီစီးပွားရေးလုပ်မယ်ဒီကိုစတော့ရမှာမသိဘူးသူတို့ပြင်ပေါ့နော်ကုမ္ပဏီထောင်မယ်စီးပွားရေးလုပ်တယ်ဆိုတာကဒီတနိုင်တပိုင်လုပ်တာလည်းရှိသလိုဒီလိုမျိုးပေါ့နော်ဘယ်လိုပုံစံနဲ့စရမလဲဆိုတဲ့လူတွေကုမ္ပဏီထောင်လို့ရှိရင်တယောက်တစ်ဖက်လုပ်ရမှာလား sharing copy လုပ်ရမှာလားကုမ္ပဏီထောင်ရမှာလားဒါမျိုးတွေပေါ့နော်စီးပွားရေးလုပ်ကောက်စောင့်မယ်ဆိုလို့ရှိရင်အခက်အခဲတွေစဉ်းစားမှုတွေအများကြီးရှိအဲ့တော့ဒီပြဿနာလေးကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဖြည့်ရှင်းဖို့သိချင်တယ်ဆိုတော့ဒီ video လေးကိုအဆုံးထိကြည့်ပါ ကျွန်မနာမည်ဦးနာပါစင်ကာပူနိုင်ငံရဲ့ chartered accountant တယောက်ဖြစ်တယ်လို့ ACCA UK ရဲ့ full member တယောက်ဖြစ်ပါတယ်။ကျွန်မကဒီ Facebook page လေးအပြင်ဒီ TikTok တွေအဲနဲ့ပေါ့နော်ဒီ YouTube channel လေးကိုပါ like and share လုပ်ထားပါ follow လုပ်ထားပါလို့ပြောချင်ပါတယ်။အဲမကြခင်တော့ချိန်မှာလဲဒါ ACCA full course နဲ့ဒီ business ဒီနဲ့ပတ်သက်တဲ့ဒီ course တွေပြီးတော့ leadership နဲ့ဒီပတ်သက်တဲ့ဒီအာပေါ့နော်ဒီ course တွေကိုအများကြီးဖွင့်ပြသွားဖို့ရှိရလို့လဲ link ပေါ့ချင်ပါတယ်။ကဲအဲ့တော့စလိုက်ရအောင်။ဒီလိုပေါ့နော် အာစီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်လဲဒါပေမဲ့ဘယ်ကစရမှန်းမသိဘူးပေါ့နော်အဲ့တော့ ဒီကိုယ့်ရဲ့စိတ်ကူးလေးတစ်ခုပဲအစီဒီဟာလေးတစ်ခုကစိတ်ကူးလေးအကောင်နဲ့ပုံတင်တယ်အဲ့တော့အရင်းကြီးတွေလည်းအရင်းကြီးတွေလည်းစဉ်းစားရမယ်ဘယ်လိုမျိုးပုံစံနဲ့စီးပွားရေးဆောက်လုပ်မလဲတနင်္ဂနွေပိုင်းလေးပဲလားဒါမှမဟုတ်ရှယ်ယာတွေခေါ်ရမှာလားဘယ်လိုကုမ္ပဏီဖွင့်မယ်ဆိုလဲဘယ်လိုမျိုးဘယ်လိုမျိုးစားပုံမူကြီးကိုဖွင့်မှာလဲအဲဒီမှာနော်ဘယ်လိုရိုးရှင်းတဲ့စိတ်ကူးလေးရတယ်ကုမ္ပဏီအကြီးကြီးတစ်ခုဖြစ်လာဘယ်လိုပြောင်းလဲသွားလဲလေအဲကဲတော့ဒီလိုမျိုးဖြစ်ဒီစိတ်ထဲမှာ dream hub ဖြစ်နေတဲ့ခါလေးပေါ့နော်ဒီခါကိုပြင်ရှင်းပြဖို့ဆိုရင်နော်စီးပွားရေးလုပ်နေပေါ့နော်အနေနဲ့ဆိုတက်မှု းတဲ့လုပ်ငန်းစစ်စားမယ်လို့ဆိုမျိုးရှိရှိလေးပဲကဲဘယ်သူမှလည်းရှင်းရမခေါ်ဘူးလက်ထဲမှာရှိတဲ့ပတ်စံနဲ့နဲ့လေးနဲ့ပဲတူးတဲ့ပိုင်ဆိုင်တဲ့လုပ်ငန်းလုပ်စားအဲ့တော့ဒါကို sole proprietorship လို့ခေါ်တယ်เนาะအဲ့တော့မှဆိုလို့ရှိရင် sole proprietorship ကျွန်တော်ကျွန်တော်တို့ဘယ်လိုမျိုးရှင်းစတင်လိုက်လဲအဲ့တော့ sole proprietorship ဆိုတဲ့သဘောတရားမှာเนาะအာဒီမှာဒီကလုပ်ငန်းတစ်ခုတူးတဲ့ကပိုင်ဆိုင်တယ်တူးတဲ့ကချုပ်ကတယ်တူးတဲ့ကလက်ပတ်လုပ်ကတယ်အဲ့တော့ ။အဲကောင်းကျိုးတွေလည်းရှိတယ်ကောနော်ဆိုးကျိုးတွေလည်းရှိတယ်။ကောင်းကျိုးဆိုတာဘလို့ဆိုးကျိုးကြီးပါခွန်။ဒီကောင်းကျိုးတွေကတအုံးနဲ့တော့ကာလကြဘာပဲဖြစ်ဖြစ်တအုံးရဲ့ဆုံးဖြတ်ချက်နဲ့အကုန်လုံးလုပ်လို့ရတယ်။အဲပြီးတဲ့ခါကျတော့ဒီကုမ္ပဏီရဲ့ rule တွေ regulation တွေလည်းတိုင်းနာစရာမျိုးဟိုဘယ်သူတို့တယောက်နဲ့မှလာထိနိုင်စရာမျိုးမဟုတ်ဘူး။နော်ပြီးတော့ကုမ္ပဏီရဲ့ tax တွေပါလေသူစောင့်စရာမျိုးသူကသူ personal income tax ပေါ့နော်။ဒီဒီတယောက်ပဲဆောင်ရမယ်တယောက်ပဲဘုံဘုံပဲဆောင်ရမယ်ဟာပဲဘုံဘုံဘုံဆောင်ရမယ်ဘာမျိုးတွေရှိလဲဒါမဲ့ သူ့မှာတစ်ဖက်ကအားနေချက်ကပါလဲဆိုတော့သူကသူများရင်လည်းဒါပေါင်းစည်းပြီးမလုပ်ကြတဲ့အကြောင်းမျိုးဘာလို့သူ့မှာဒီ ့ modern scale တွေပါတယ်ပေါ့နော်သူရဲ့ဒီ drunken mobile server ဆိုင်ရာတွေမှာတခြားလူတွေအတူကြီးတွေမကြောက်ဘူးနောက်တစ်ချက်ကရင်ငွေရင်ငွေရင်းနေဆိုတော့သူ့မှာရှိစလောက်နေတယ်သူကအာသူ့စုထားတဲ့ပတ်စံလားမဟုတ်သူ့ဘဏ်ကနေသူ့ရဲ့ကိုယ်ပိုင်ချင်းလို့ရတဲ့ပတ်စံဘယ်လောက်နေလဲသူတို့မကြောက်ဘူးသူရဲ့ဒီတခြားသောဒီလူတွေရဲ့ထည့်ဝင်လာမဲ့အရင်းနှီးမြှုပ်နှံမှုတွေကိုသူရရှိမှာမဟုတ်ဘူးအဲ့တော့လုပ်ငန်းလုပ်ငန်းကိုသူ့အနေနဲ့တယောက်တည်းပေါ့နော်ကြီးထွားဖို့ဆိုတာကသူ့တော်တော်ကြီးကိုသူ့အနေနဲ့အချိန်ယူရမှာမစိုးစားဘူး အဲပြီးတော့နောက်ခုကပါလဲဆိုတော့ဒီသူထားတဲ့လုပ်ငန်းပေါ့လုပ်ငန်းကဆိုပရိုပိုင်လာရှင်ဖြစ်တဲ့အကြောင်းမှာဒီလုပ်ငန်းကတခုအကျရှင်နေတယ်သူမှပေါ့နော်ဒီအကျွေးရပါတယ်တင်မယ်လုပ်ငန်းကမအောင်ဘူးလို့ဖြစ်စေအဲပြင်ပကနေပြီးတော့သူတရားစွဲမယ်ဆိုလို့ရှိရင်ဒီကုမ္ပဏီပေါ့နော်သူရဲ့ဆိုပရိုပိုင်လာရှင်ကုမ္ပဏီကိုတရားစွဲမယ်ဆိုလို့ရှိရင်သူကပဲသူသူစုဆောင်ထားတဲ့ပတ်စံကစီဝိုင်းသူနေတဲ့အိမ်ပြေသူနေတဲ့ကြီးရဲ့ကားပဲဖြစ်ပေါ့နော်သူရဲ့ပတ်စံများဖြစ်စင်းဒီအားလုံးကိုစုပုံပြီးတော့တမီးရဲ့ ဒီသူ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့သူတရားလာဆွဲတယ်ပြောရှင်းရမယ်နော် unlimited liability လို့မှာ limit မရှိဘူးသူရဲ့ personal ပိုင်ဆိုင်တဲ့ညပစ္စည်းတွေအားလုံးကိုသူရဲ့စီးပွားရေး social network မှာဒီအကောင့်လုံးကိုထောင်ချေးပေးရမယ်တကယ်လို့များဒီသူများတွေကတွေကိုအကျွေးတွေတင်တယ်မှာအကျွေးတွေမဆက်နိုင်ဘူးစီးပွားရေးအကျရှင်ကြီးဆိုခဲ့သူရှိတော့အကြောင်းကန့်ကွက်မှုမရှိဘဲနဲ့ အကောင်လုံးသူ့ရဲ့ထဲကနေပေးချေအောင်ဒါသူ့ရဲ့အဓိကအားနဲ့ချက်ပဲเนาะအဲ့တော့ဒါဆိုးလိုပါတာရှစ်မှာဒါအားသာချက်အနေချက်စဉ်းစားဖို့လုပ်ရယ်เนาะအဲ့တော့နောက်ထပ်တစ်ခုကျတော့ပါပါတနာရှစ်လို့ခေါ်ရယ်เนาะပါတနာရှစ်ဆိုတော့ကုမ္ပဏီတော့မဟုတ်သေးဘူးဒါပေမဲ့ခုနကတရားပြည့်တဲ့ဆောင်လို့ရှိရင်เนาะအဲနှစ်ယောက်အနည်းဆုံး3 4ယောက်6ယောက်9ယောက်ပေါ့ဒါမျိုးတွေလူတွေပူပေါင်းမှုဆိုတော့ပါတနာရှစ်စီပွားရေးလုပ်ကြတယ်เนาะ အဲ့တော့ဒုတိယခက်တဲ့ဆိုင်ရင်တော့အင်အားတွေအများကြီးပေါင်းစည်းလိုက်တာအကျိုးတူဘူးပေါင်းလို့ခေါ်တယ်။နောက်အမြတ်တွေဆိုလို့ရှိရင်အအညီညီမှခွဲယူကြမယ်။လုပ်ငန်းတောင်းလို့ဆိုလို့ရှိရင်လည်းဒါပေါ့နော်။ဟိုခွဲချခွဲပြီးတော့ဘယ်တော့တောင်းနေယူကြမယ်။အဲ့တော့လုပ်ငန်းချက်တွေမိတ်ဖက်တယောက်ကိုဘယ်လိုခုံမလဲတဲ့နော်။အဲ့တော့ဒီမှာဒီအကျိုးတူဘူးပေါင်းလေ။ အခုကလည်းပြောပြီးသားနှစ်ဦးထက်ပိုတဲ့လူတွေပေါ့နော်အဲ့တော့အကျိုးအမြတ်တွေကိုခခွဲတယ်စီးပွားရေးတွေဆိုအတူတူကလောက်တိုင်းမယ်ပန်းဆိုင်မယ်ဒါပေမဲ့အဲ့ဒီမှာလည်းဗာလဲဆိုတော့ဒီပန်းနာရှစ်လုံးမှာလည်းအားတန်ချက်တွေအားရချက်တွေရှိပြန်ရော အဲ့တော့ခုနကပြောတဲ့ကျွမ်းကျင်မှုတွေပေါ့နော်တရားတော်တရားနဲ့မတူညီတဲ့ကျွမ်းကျင်မှုတွေ knowledge တွေဝင်ကြီးအရင်းကြီးတွေကိုယူပါရတဲ့အတွက်ကြောင့်မို့ဒီလုပ်ငန်းရနည်းနည်းလေးနဲ့ကြီးထွားအောင်နိုင်တဲ့ဟောရှိတယ်ပြီးတော့စုဆောင်မှုတွေပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့အရှုံးတွေပါဆိုလို့ရှိရင်ဒီလူတွေရမျှဝေပြီးတော့အာပေါ့နော်ကြားခံတာတွေဒါဆိုတရားဖဲရှုံချုံမှုဆိုတာကလူနှစ်ယောက်နဲ့တခြားပအောင်ပါလို့ပေါ့နော်အာဆုံးရှုံးမှုတွေကို ဆိုလို့ရှိရင်လည်းအမြောက်ကိုခံစားရတယ်။အမြတ်ဆုံးနေရှိရင်လည်းအတူညီတူညီမှခွင့်ဝင်တယ်။ဆုံးရှုံးမှုလည်းညီတူညီမှခွင့်ဝင်တယ်။အလုပ်တောင်နေလည်းခွင့်ဝင်တယ်။အာတာချက်ပြီးပေါ့နော်။ကျွမ်းကျင်မှုတွေတရားဝိရကျွမ်းကျင်မှုတွေဆိုတော့ထည့်ဝင်ကြရတယ်ဆိုတော့အဲပြီးလို့ရှိရင်ငွေကြေးဆိုလို့ရှိရင်လည်းဒါအများကြီးထည့်ဝင်တယ်။လာပြီးတော့ဒီပါတနာရှစ်ကိုနေရထည့်ဝင်ကြရတဲ့အတွက်ကြောင့်ဒီလုပ်ငန်းကကြီးထွားတယ်။ဒါအတူနဲ့အာတာချက်ပဲ။သူနဲ့အားလည်းချက်ကပါလဲဆိုတော့ အမြတ်ကိုလည်းခွဲဝေရပြီးလည်းမိဖအားလုံးတက်ပါလို့ရှိတယ်။အဲ့တော့အမြတ်မေစုရဲ့ဆိုကြတယ်ခုနဆူပရပန်တာရှိတယ်လို့တယောက်ဖက်သူလည်းရသူသူအများကြီးလည်းခွဲဝေရမှာပြီးနေတာနောက်ခုကပါလဲဆိုတော့ပေါ့နော်တကယ်လို့များဒီလောက်များမအောင်လို့ဆုံးရှုံးလို့ပေါ့နော် ဆိုလို့ရှိရင်ပြင်ပနေပြီးတော့ credit data တွေကိုပတ်စံအကျိုးရေးပေးကြရရှိတာလေဒီမှာဘောနောလုပ်ငန်းအဖွဲ့ညို့တခုခုသူအမှုကင်းဖြစ်တယ်ဘယ်လိုပဲဖြစ်ပေါ့နော်ဒီ bankruptcy ဖြစ်တယ်တခုခုပါဖြစ်အလုပ်ငန်းကျဆုံးလာဆိုလို့ရှိရင်ဒီပေါ့နော်သူတို့ရဲ့ပေးဆက်သူတို့ရဲ့ဟိုပေးဒီ partnership လုပ်ငန်းကနေပေးချေစရာရှိရဲ့အလုပ် ငွေကြေးတွေပေါ့နော်ဆုံးရှုံးမှုတွေအားလုံးကို unlimited account တက်မရှိပေါ့နော်ဒီဒီရှေ့ရာဒီပါနာရှိထရလူတွေကပေးဆောင်ရမယ်သူတို့မှာ account တက်မရှိဘူးသူတို့ပန်ဆိုင်ထားတဲ့အိမ်လေးကားတွေ channel တွေ ပန်းဆိုင်တဲ့များအားလုံးကိုသူ့ဖွဲ့ရောင်းချပြီးတော့ဒီစည်းဝါးရေးအတွင်းထွန်ချေးတွေပေးရမယ်။တကယ်လို့မှဒီစည်းဝါးရေးကအာဆုံးရှုံးပြီးကျွေးတွေအများများနေတဲ့အရင်းဒီရမမပြတ်မညစ်အောင်ပြတ်မရအောင်ပေါ့။တော်တော်ဒီအခြေအနေစိုးဝါးသွားလို့ရှိရင်ဒီအများရသူတို့တရားဆွဲရတာရှိတယ်။ဘာမျိုးဆိုရင်ဒီရှေ့ရတွေဖျက်ရဆုံးဖျက်ရ၅ရဆုံးဖျက်ရ၇ရဆုံးဖျက်ရရှေ့ရဗန်းရောက်ရှိရှေ့ရှေ့ရရှင်ဗန်းရောက်ရှိတယ်။ရှေ့ရှေ့သမျှလူတွေအကုန်လုံးကိုယ်ရဲ့ပေါ့ပါဆင်တယ်ပေါ့ပေါ့ပိုင်ဆိုင်မှုတွေပေါ့ဖွဲ့ရည်ပြီးတော့ ဒီဒီဟာမျိုးဖြည့်ရှင်းဖို့ကသူတို့တောင်းရှိတယ်ဒီလိုသူတို့ခင်တရားဆက်မှန်တယ်ကသူတို့ကိုထောင်နေပါတယ်ကြတဲ့အချိန်အကုန်လုံးကိုသူတို့ personal ဟာလိုက်ပြီးတရားဆွဲလို့ရတယ်ပေါ့နော်ဒီညာအားနဲ့ချက်ကတော့အဲ့တော့ဒါကတော့ partnership ပေါ့နော်အဲ့တော့အဲ့တော့ စင်ပါရီလုပ်ငန်းလေးဆိုတာကအောင်မြင်မဲ့ချက်ချောင်းလို့ဆိုတာဘူးမတတ်မပြောဘူး။ပြင်တော့ပြောမန်းစလို့အရင်တော့ကောင်းပါတယ်။လူတွေကတော့ကြိုးစားကြတာပဲ။ဒါပေမဲ့ပြောမန်းစလို့ဖြစ်မလာတဲ့အရာတွေကအများကြီးနော်။အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဒီကဲစင်ပါရီလုပ်ငန်းတစ်ခုပေါ်တော့ကောင်းမှထင်လို့လုပ်လိုက်တာ။နောက်ဘက်ကတော့ဆိုးပရိုပါတာရှိပဲဖြစ်ဖြစ်ပါတာရှိနေတယ်။ဒါပေမဲ့နောက်ဆုံးချက်ချောင်းမှုနဲ့ရင်ဆိုင်ရတဲ့အခါမှာကိုစုကိုဒီလုပ်ငန်းထဲမှာထိုက်ထားတဲ့ပတ်စံတွေဖြစ်ကိုရဲ့အိမ်တွေကားတွေပိုင်ဆိုင်တခြားပိုင်ဆိုင်မှုတွင်းပစ္စည်းတွေရွှေရည်တွေမြေတွေပါ။ ထက်ထုတ်ပဲပြီးညွန်ရမယ်ကိုယ့်ကိုပါပေါ့နော်လူပါသားတရားဥပဒေရင်ဆိုင်ရမယ်ဆိုတာဒါကဘယ်လိုပြောရမလဲမစုံစားတဲ့အရာပေါ့နော်အဲ့တော့ဒီစီးပွားရေးလေးလုပ်တယ်ကိုယ့်ရဲ့ဒီပေါ့နော်ကိုယ်ပိုင်ပေါ့နော်အကျိုးစီးပွားကိုလည်းကာကွယ်မယ်ဆိုရင်ဘယ်လိုကုန်ပြူထောင်ပါလဲဒါကအရင်ကြီးကြီးတယ်နော်အဲ့တော့ပါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကိုဘယ်လိုကာကွယ်မလဲစီးပွားရေးလုပ်တာတော့ဟုတ်ပြီဒါပေမဲ့ တချိန်တည်းမှာပဲကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ကာဝယ်မှုကိုရှိနေလေเนาะအဲ့တော့သူကဒီမှာအကန့်အသတ်ဖြစ်တာ block company ဆိုတော့ limited liability company လို့ခေါ်တယ်အဲ့တော့ private limited liability လို့ခေါ်တယ်เนาะ private limited company လို့ခေါ်တယ်ဒီ limited liability company တွေကိုတည်ထောင်တည်ထောင်ပြီးတော့စီးပွားရေးလုပ်တာအကောင်းဆုံးဖြစ်တယ်လို့မြင်တယ်ဒါပေမဲ့သူကဘာလဲဆိုတော့အာသူရဲ့ rule တစ်ခုအားစာချက်အကြီးကြီးရပါလဲဆိုတော့ pension နဲ့တခြားတရားဝင်ရတည်မှုရှိတော့လုပ်လို့နော် ဲ့တော့ပြောတင်တဲ့သဘောတရားကခုနကတုန်းကလို sole provider ရှိပါနာရှိတယ်လို့မျိုးပေါ့နော်ဒီလုပ်ငန်းနဲ့စီးပွားရေးလုပ်ငန်းနဲ့ဒီလူတွေနဲ့တသားနဲ့တထက်တယ်ကြာပြီတော့အကန့်အသတ်မရှိပေးရောပေးရောမှုတွေဖြစ်နေရတာမဟုတ်ဘူးတွားကြတော့ company ကြီးရဲ့ company ကတတ်တတ်တီးတတ်ရက်တည်နေတဲ့ပါတီတစ်ခုလို့ရှိရင်ကုန်တာပေါ့နော် ပါရှင်ရရဲ့ဒီအုံးမှာပေါ့သူတို့ကစီးကြက်ကြက်တည်နေတဲ့ပါတီတစ်ခုဆိုပြီးသူတို့ရဲ့နှစ်ခုကမတူညီတကယ်လို့များအာပေါ့နော်ဒီစည်းဝါးရကြရှုံခဲ့တယ်မုခင်းနေဖြစ်တယ်ပြီးရင်သူများတွေရောကြေးတွေပေးရမယ်အချွေးတွေရှိတယ်ဘယ်မဲ့ဖြစ်ဖြစ် credit card ဖြစ်အဲ့ဒါမျိုးဆိုလို့ရှိရင်ဒီလူကိုတွားပြီးတော့လုပ်ငန်းရဲ့ဒီ director ပေါ့နော် director တွေရှင်းရဖို့ရတယ်တွားပြီးတော့တရားစွဲလို့မရသူတို့ကဥမာရှင်းရပေါ့နော်သူတို့ရဲ့ယင်းနှုတ်တွေမှုကဒေါ်လာ3000သူတို့ထည့်ထားရဆိုလို့ရှိရင်အဲ့ဒီဒေါ်လာ3000ကသူတို့ရဲ့အနောက်ဆုံးပြီးအများ ားဆုံးသူတို့ပေးချေရပေးသူတို့ဂျုံဂျုံရမယ်ဟာလေအဲ့တသိန်းထက်ကျော်ဘူးတော့ပေါ့နော်ဒီပတ်စံတသိန်းထက်ကျော်ဘူးတော့ဒီလူတွေရဲ့ဒီ company ကိုတီထောင်ထားတဲ့အဲဒေါ်ဒရာတာဖြည့်ရှေ့ရဟိုရာတွေကိုကြွားပြီးတော့သူတို့ရဲ့အိမ်နေကားတွေကိုတသိန်းလို့မရအောင်သူတို့လည်း personality တရားသွားဆွဲလို့မရအောင်ဘာလို့ဆိုတော့ဒီလူတွေရဲ့ပိုင်ဆိုင်မှုတွေဒီလူတွေနဲ့ဒီခုနက company ဆိုတော့ teacher party ဖြစ်သွားတာကြောင့်သက်ဆိုင်မှုမရှိရဲ separate party ဖြစ်ခေါ်အဲ့ဒါကြောင့်မလို့ ဒီလူတွေကိုသွားပြီးတော့တရားဟတ်ဆိုတာလေဒီလူတွေစီကနေပြီးတော့သူတို့ရဲ့ပန်ဆန်မှုကိုထိခွဲရောင်းချပြီးပေးပါဆိုပြီးတော့တောင်းလို့မရဘူးအဲ့တော့ဟောပေါ့နော်ဒါကကသူကအဲ့အကြောင်းလို့ဒီနာမည်က private limited company လို့ခေါ်တယ်เนาะအဲ့တော့အဲ့ဒီခါကအဓိကအားအကြောင်းဖြစ်တယ်เนาะဒါပေမဲ့သူတို့မှာပေါ့နော်ဒီဘယ်လိုပြောရမလဲအဓိကနောက်ကဒီအားနည်းချက်တစ်ခုပေါ့နော်အဲ့တော့ဒီဟာကဘာလဲဆိုတော့ဒီလိုမျိုးပေါ့သူတို့ကိုထိန်းချုပ်ထားတဲ့အရာပေါ့ private limited company ကြတော့ တို့ဆိုပရပါတာတော့ပန်နာရှင်နဲ့မတူတာပါလဲဆိုတော့တို့မှာကဒီအစိုးရကတရားဝင်အခွန်လေးပေါ့ငါအခွန်နှစ်စင်ပေါ့ငါအခွန်ရှင်းတန်းနေတော့ရမှာရှိတယ်အဲတော့နော် tax နဲ့ပတ်သက်လို့တို့ကွန်ဆောင်ရမယ်ပြီးလို့ရှိရင်တို့ရဲ့ဒီ revenue တစ်ခုပေါ့နော် revenue တွေများလာတယ်လူတွေတိုးလာတာပေါ့နော်ဒီ company ကတိုးလာတာ ਨੇ ခင်ဗျာတို့တွေကဒီ financial statement ဆိုတာတွေကိုတိကျ prepare လုပ်ရတယ်နော် financial ဘဏ္ဍာရေးရှင်းတန်းနေဦးသေးသေးဟစား audit audit လို့ရရှိတယ် audit မလို့တဲ့အပိုင်းရှင် audit ကဒီဘယ်တို့တို့ရဲ့ revenue က နည်းနေသေးတယ်သိပြီးတော့ critical ပေါ့နော်များတာများတာမများတာသိပြီးဆိုတော့ဘာလဲ audience ဆရာမလို့တဲ့လုပ်ငန်းသတိလေးလည်းရှိတယ်လို့လုပ်ငန်းကအချိန်နဲ့တစ်ခုရောက်လာပြီးနည်းနည်းကြီးထွားလာတယ် audit တွေလည်းတခြားစစ်ပြီးတော့ financial planner ရေးပေါ့နော်ရှင်းတန်းတွေပေါ့ဒီအခုဒီ tax department နေဘဏ်နေကိုသူတို့ကတိတ်တိတ်ချာချာနဲ့ရှင်းလင်းတင်ပြရတယ်တာဝန်ကိုတရားလို့ရှိရင် company ရဲ့တာဝန်ကိုတရားပေါ့နော်အဲ့လိုမျိုးရှိတယ်အဲဒါကတော့ဒီသူတို့ရဲ့ တစ်ဖက်ကဒါသူတို့ထိ ंछ ုံထားတဲ့အားအနေချက်ပိုင်းပေါ့နော်အဲ့တော့သူတို့မှာကဒါမဲ့ဒီဟာကအဲ့ဒီဟာကလည်းဒီအားနေချက်ဆိုတာဒီအစိုးရရဲ့နိုင်ငံတွေကွာဒါ tax incentive တွေအများကြီးပေးတယ်ဒီလို SME company တွေ private limited company ဆိုတော့အဲ့လိုမျိုးတွေရှိတယ်နော်